အားလုံးပဲမင်္ဂလာပါကျွန်တော်နာမည်ကတော့ Henry Moore ဖြစ်ပါတယ်ကျွန်တော်ကတော့ဒီ Matrix Institute ကနေတဆင့်သင်ကြားပေးမယ် Corporate Strategy for Finance Professionals ဆိုတဲ့တန်းန်းရဲ့ Instructor တယောက်ဖြစ်ပါတယ်ကျွန်တော်ကဒီ Venture Capital Investment Fund တခုရဲ့ Founder နဲ့ Chairman ဖြစ်သလို XVH Learning Hub ဆိုတဲ့ Business Mentoring နဲ့ Training ပေးနေတဲ့တန်းန်းကြောင့်ရဲ့ Founder နဲ့ CEO တူလည်းဖြစ်ပါတယ် Investment Industry ရဲ့မှာကနေဒါနိုင်ငံထိုင်းနိုင်ငံမြန်မာနိုင်ငံစင်ကာပူနိုင်ငံစားရနိုင်ငံတွေမှာ investor တယောက် consultant တရားနဲ့တာဝန်ထမ်းဆောင်နေတာအနည်း24ပါးလောက် experience ရှိပါပါတယ်ကျွန်တော်ဒီ corporate strategy for finance professional ဆိုတဲ့သင်တန်းကအဓိကသင်ရတဲ့အရွယ်ချက်ကတော့ကျွန်တော်တို့ finance professional အနေနဲ့နေသူတို့ကသူတို့တာဝန်ထမ်းဆောင်နေရတဲ့အခါမှာသူတို့နဲ့ယင်းနီးပိတာဖြစ်တဲ့ joint ယင်းနီးပိတာဖြစ်တဲ့ financial reporting လုပ်တာဒီ financial analysis လုပ်တာထို့ပြင် bookkeeping လုပ်တာစတဲ့ ီအသိပညာ skill set တွေအပြင်တကယ်ရေးပါတဲ့လုပ်ငန်းတစ်ခုအတွက်ရေးပါတဲ့ corporate strategy မဟာဗျူဟာရေးဆွဲတဲ့အခါမှာဒီ financial figure တွေကနန်းကိန်းကနန်းနံပါတ်တွေကို corporate strategy တစ်ခု decision အဆုံးဖြတ်ချက်ချဖို့အတွက်မှာအသုံးပြုနိုင်မဲ့ skill set အသစ်တွေ tools အသစ်တွေကိုသင်ကြားပေးခြင်းနဲ့ဆိုတဲ့ရည်ရွယ်ချက်လည်းပါပါတယ်ဒီသင်တန်းမှာလာတတ်တဲ့သူတွေအနေနဲ့ကလည်း senior level executive တွေဖြစ်တဲ့အတွက်နေ့တူဝါလှုပ်ဆောင်နေရတဲ့ဒီ reporting နဲ့ bookkeeping အပြင်တကယ်ကိုအရေးပါတဲ့ decision making လုပ်တဲ့အခါမှာပို့ပြီးတော့အသုံးချနိုင်မဲ့ဒီပို့ပြီးတော့လုပ်ငန်းတစ်ခုအတွက်ထိရောက်နိုင်မဲ့ corporate strategy ရေးဆွဲတဲ့အပိုင်းတွေမှာလည်းသူတို့ decision maker အနေနဲ့ပါဝင်နိုင်ဖို့အတွက် skill set တွေအသစ်ရမှာဖြစ်ပါတယ်ကျွန်တော်ဒီသင်တန်းလေးကိုတော့ executive workshop ဖြစ်တဲ့အတွက်ကျွန်တော် small group discussion ပုံစံမျိုးနဲ့သင်ကြားဖို့ချောင်းမှာဖြစ်တဲ့ case study တွေ business simulation exercise တွေ guest speaker တွေခေါ်ပြီးအပြန်အလှန်ဆွေးနွေးအမြင်ဖလဲတဲ့ပုံစံသွားမှာဖြစ်တဲ့အတွက် open discussion format ကိုပို့ပြီးတော့ဦးစားပေးပြီးတော့ကျွန်တော်တို့အသုံးပြုပြီးတော့သင်ကြားဖို့ချောင်းမှာဖြစ်ပါတယ်ဒီတဲ့မှာအဓိကသင်ယူညွန့်အနေနဲ့ကျွန်တော်သင်ကြားပေးွားမယ်ခေါင်းစဉ်တွေကတော့ ဒီ corporate strategy ရဲ့ foundation ဆိုတာဘာလဲဆိုတာကျွန်တော်တို့သင်ကြားပေးသွားမယ်။ထို့နောက် corporate strategy နဲ့ finance နဲ့ဆက်စပ်မှုဘယ်လိုမျိုးသူတို့ချိတ်ဆက်နေလဲဆိုတာကျွန်တော်သင်ကြားပေးသွားမယ်။ထို့နောက်ဒီ financial figure တွေကျွန်တော်သိနေတဲ့ရင်းနှီးပြီးသားဖြစ်တဲ့ငွေကြေးဗန်ဒိုင်းဆိုင်ရာပတ်သက်တဲ့ financial figure တွေကို corporate strategy ဆွဲတဲ့အခါမှာဘယ်လိုမျိုး tools တွေနဲ့အသုံးချလို့ရတယ်။ဥပမာကျွန်တော်တို့ McKinsey 9 box matrix တို့လိုမျိုး technique တွေကိုကျွန်တော်တို့သင်ကြားပေးမယ်။ထို့ပြင် corporate strategy ဆွဲတဲ့အခါမှာဒီ financial ကဏ္ဍကိန်းဂဏန်းတွေကိုဘယ်လိုမျိုး framework နဲ့ကျွန်တော်တို့အသုံးချမယ်။ decision ချမယ်။ decision ချပြီးလှုပ်ဆောင်တဲ့အခါမှာလည်း execution နဲ့သူ့ရဲ့ performance ကိုဘယ်လိုမျိုး matrix တွေနဲ့ measure လုပ်မယ်။ကျွန်တော်တို့သိနေပြီးသားဖြစ်တဲ့ standard financial metric မဟုတ်ဘဲနဲ့ corporate strategy မှာအသုံးချနိုင်တဲ့ financial metrics တွေ ဘယ်ဟာတွေရှိတယ်ဘယ်အခြေအနေမှာတွန်းရတယ်ဆိုတော့စတဲ့ခေါင်းစဉ်အောင်ပါလဲကျွန်တော်သင်ကြားပေးပါမယ်။နောက်ပြီးတော့ကျွန်တော် finance professional ရဲ့အတွက်အဓိကဖြစ်တဲ့ corporate strategy ထဲမှာပါဝင်တဲ့အခန်းကဏ္ဍနှစ်ခုဖြစ်တဲ့ capital structure နဲ့ဒီ mergers and acquisition ဆိုတဲ့အခန်းကဏ္ဍနှစ်ခုကိုလည်းကျွန်တော် financial figure တွေကိုဘယ်လိုမျိုးအသုံးပြုပြီးဘယ်လိုသုံးသပ်ပြီးတော့ corporate strategy ဆွဲလို့ရရဲဆိုတာမျိုးကိုကျွန်တော်သင်ကြားပေးပါမယ်။နောက်ဆုံးအနေနဲ့ကတော့ကျွန်တော် case study တွေကိုအသုံးချပြီးတော့ ဒီ ballroom decision making ဆိုတဲ့ simulation exercise ကျွန်တော် ballroom beauty meeting တခုမှာ corporate strategy ဆွဲတဲ့အခါမှာဘယ်လိုမျိုးအခန်းကဏ္ဍကနေ finance professional တယောက်အနေနဲ့ decision တခုဆုံးဖြတ်ချက်တခုချဖို့အထောက်အကူဖြစ်အောင် input တွေပေးလို့ရတယ်ဘယ်လိုမျိုးတွက်ချက်လို့ရတယ်သုံးသပ်လို့ရတယ်ဆိုတော့နီလန်းလေး technique လေးတွေကျွန်တော်တို့ဒီ exercise ကနေပြင်လဲကျွန်တော်လောက်ဆောင်ပါမယ်နောက်ဆုံးအနေနဲ့ကျွန်တော် strategy workshop ဆိုတဲ့ case study တခုကိုမြင်ញံပြီးတော့ corporate strategy တခုကိုတယောက်တဲ့သူတွေကိုကျွန်တော်ဆွဲခိုင်းတယ် စတဲ့ခေါင်းစဉ်အောက်ကနေပြီးတော့ကျွန်တော်တင်ယူညွှန်းလဲဆွဲထားပါတယ်ကျွန်တော်ဒီတင်တဲ့ဟိုတက်ရောက်တဲ့နေနဲ့အဓိကဘာ benefit တွေရနိုင်မလဲဆိုတော့ကျွန်တော်အစပိုင်းမှာပြောရသလိုမျိုး finance professional အနေနဲ့တို့ financial reporting bookkeeping financial analysis လောက်တာအပြင်ဒီအရေးပါတဲ့ corporate strategy ရေးဆွဲတဲ့အခါမှာ company တစ်ခုရဲ့အနာဂတ်ရှေ့ company တစ်ခုလုပ်ငန်းတစ်ခုချက်တိုးချဲ့မလား expansion လုပ်သွားမလားသို့မဟုတ် department တစ်ခု product ကို short ချလိုက်မလားချုံလိုက်မလားစတဲ့ decision လုပ်ဖို့အတွက်ဆိုတဲ့နေရာမှာကျွန်တော်ဒီ financial gain နဲ့ number တွေကိုအသုံးပြုပြီး decision လုပ်ရတဲ့အခက်အခဲတွေအများကြီးရှိပါတယ်အဲ့ဒီခါမှာဒီတန်းအနေတစ်ဆင့်ဘယ်လိုမျိုးသုံးတတ်ပုံဘယ်လိုမျိုး tools တွေဘယ်လိုမျိုး framework တွေသုံးရမယ်လက်ရှိအဲမြန်မာနိုင်ငံမှာတခြားနိုင်ငံတွေမှာတော့ဘယ်လိုမျိုး tools တွေ framework တွေသုံးနေဆိုတဲ့ case study တွေကိုမြင်ရပြီးတော့ financial analysis လုပ်ပုံလုံးတွေအသက်တွေ corporate strategy လုပ်ဖို့အတွက်အသုံးပြုရမှာ financial analysis လုပ်မယ်လုပ်ပုံတွေအသက်တွေကိုကျွန်တော်တို့ကသင်ကြားပေးဖို့မှာဖြစ်ပါတယ်။နောက်ဆုံးအနေနဲ့ကျွန်တော်ပြောချင်တာကတော့ဒီသင်တန်းအနေတစ်ဆင့်တက်ရောက်တဲ့ senior executive level တွေ company ပိုင်ရှင်တွေ finance professional တွေအနေနဲ့ကတော့ကိုယ့်ရဲ့သိပြီးသားတက်ပြီးသား financial knowledge ကိုတာမန် financial reporting လုပ်နေကြမဟုတ်တဲ့အခန်းကဏ္ဍတွေမှာပြန်ပြီးတော့အသုံး ပြုလို့ရအောင်ဂိမ်းတွေအသုံးချလို့ရအောင် skill set အသစ်တွေ corporate strategy ရေးဆွဲတဲ့ knowledge အသစ်တွေ framework အသစ်တွေ tools အသစ်တွေကိုသင်ကြားပေးမှာဖြစ်တဲ့အတွက်လာတက်ရောက်တဲ့လူတွေအတွက်လည်းအားလုံးအကျိုးရှိမယ်လို့ကျွန်တော်ထင်ပါတယ်